ဘောရဲ့ professor ကောင်းတဲ့နေရာတောင်း EOD ဘဏ်ရဲ့ MPU credit card နဲ့တူဖြတ်သွားတယ်။ EOD ဘဏ်ရဲ့ MPU credit card ဆိုလို့ဒီနေ့တော့တူတူလေးထားနိုင်တယ်။စက်တင်ဘာလ6ရက်နေ့က VNL ၄ချောင်းကုမ္ပဏီတွေဟာနာမည်ကြီးပြင်သစ်လေယာဉ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Airbus ထံကနေဒေါ်လာ6.5ဘီလီယံတန်ဖိုးရှိရယ်လေယာဉ်အဆင့်၄၀ကိုဝယ်ယူခဲ့လို့သိရပါဗျ။ ်ပြင်သစ်သမ္မတဖရန်ဆွာအော်လွန်ဟာနိုင်ငံစီးပွားရေးကဏ္ဍတိုးမြင့်လှုပ်ဆောင်မှုအတွက်ဗီယက်နမ်နိုင်ငံကိုရောက်ရှိနေချိန်မှာအခုလိုမျိုးတံမိုးကြီးမာတဲ့စီးပွားရေးဆိုင်ရာသဘောတူညီချက်ကိုလက်မှတ်ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။ဇယိန်နဲ့ပုဂ္ဂလိကလေကြောင်းလိုင်းဖြစ်တဲ့ VietJet ကုမ္ပဏီကလေယာဉ်အဆင့်20နဲ့နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်တဲ့ VietNam Airlines ဈေးရင်ထဲလေကြောင်းလိုက်ဖြစ်တဲ့ Jester Pacific ကုမ္ပဏီတို့ကလေယာဉ်ဆယ်စင်းစီဝယ်ယူခဲ့တာဖြစ်ပြီးတော့စုစုပေါင်းဒေါ်လာ6.5ဘီလီယံတန်ဖိုးရှိရဲ့သဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ VNN ဈေးရင်ထဲလေကြောင်းလိုက်ဖြစ်တဲ့ Jester Pacific ဟာပြင်သစ်နိုင်ငံရဲ့နာမည်ကြီး Airbus ကုမ္ပဏီထံကနေပထမအဆုံးအကြိမ်အနေနဲ့လေယာဉ်တွေဝယ်ယူခဲ့တာလည်းဖြစ်ပါတယ်။ Jetstar Pacific Company ရဲ့ရှယ်ယာ80ရာခိုင်နှုန်းကိုပိုင်ဆိုင်တဲ့ VNA Airline ဟာ Airbus A350 လေယာဉ်ဆယ်စင်းကိုဝယ်ယူခဲ့တာဖြစ်ပြီးအဲ့ဒီလိုမျိုးအယောင်ဝယ်သဘောတူစာချုပ်ချုပ်ဆိုတဲ့အခမ်းအနားကိုတော့ပြင်သစ်သမ္မတ François Hollande နဲ့ VNA သမ္မတ Trentine Guano တက်ရောက်ခဲ့ပါတယ်။ VJet ကပြီးခဲ့တဲ့မေလကအမေရိကန်သမ္မတ Barack Obama ဗီယက်နမ်နိုင်ငံကိုအလဲအပတ်ရောက်ရှိခဲ့ခြင်းကလည်းအမေရိကန်လေယာဉ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Boring ကုမ္ပဏီကနေဒေါ်လာ17.3ဘီလီယံတန်ဖိုးရှိရဲ့ခီးသည်တင်လေယာဉ်အစင်းတရာကိုဝယ်ယူထားခဲ့ပြီးလည်းဖြစ်ပါတယ်။အရှိတောင်အာရှဒေတာမှာလူလက်တန်းစားလေတောင်းခီးသွားတာတွေများပြလာတာကြောင့်အဲ့ဒီဒေတာကိုအဓိကကြတဲ့ဇယုံနဲ့လေကြောင်းလိုက်ဈေးကွက်အဖြစ်ဈေးကွက်ကျန်းကျင်သူတွေကရှုမြင်သုံးသပ်ထားကြပါဗျ။